25နှစ်မြောက်ဦးတော်လိုင်းနေ့ဒီတရစ်စနစ်စံကျင်တော်လိုင်းနေ့ဦးညူတာဖက်ဒရယ်ကောင်စီနေ့ဦးညူတာလူမျိုးရေးဖွဲ့ချုပ်ဦးပေးထုတ်ပြန်ကြေညာချက်ဒီတရစ်စနစ်စံကျင်တော်လိုင်းနေ့သူစတင်ဆွနေခဲ့တော့ဦးညူတာလူမျိုးမှုတော်လိုင်းရေးဒီဒီနေ့2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့တွင်85နှစ်မြောက်ကြီးခဲ့ပြီဖြစ်ပါသည်ပထမတော်လိုင်းရေးဒီပဒေတရစ်စနစ်ချုပ်ငင်းခြင်းနှင့်အတူအောင်မြင်ခဲ့သည်ပဒေတရစ်စနစ်နေရာတွင် ဒီမိုကရေစီစနစ်ဖြင့်အစားထိုးခဲ့ကြသည်ကိုဒေသများ၌ဒီမိုကရေစီဒီရန်တရအုပ်ချုပ်ရေးများကိုထူထောင်နေကြဆင်တွင်1962ခုနှစ်စစ်အာဏာသိမ်းဖြင့်ဖြည့်ဆည်းခြင်းကိုခံခဲ့ကြရသည်ပထမတော်လှန်ရေးသည်အောင်မြင်ခဲ့တော်လဲကြီးပြေဆုံးခြင်းမရှိခဲ့ပေစစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့်အတူ1966ခုနှစ်ဒီဇင်ဘာလ4ရက်နေ့တွင်ဖက်မှန်ဆင်နွှဲခဲ့ကြတော့အိုးညိုသားလွံ့မြောက်မှုဒုတိယတော်လှန်ရေးကာလအတွင်းတွင်ဥဆောင်အဖွဲ့အစည်းများက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်အတင် ပြောင်းခဲ့ခြင်းစစ်တပ်လက်အောက်ခံအတင် ပြောင်းထားနေပြည်သူ့စစ်အဖြစ်ခံယူသွားခဲ့ခြင်းအကျွတ်မဲ့လက်နက်ချခဲ့ကြခြင်းတို့ဖြင့်ဒုတိယတော်လှန်ရေးတည်တခမ်းရခဲ့ကြရသည်တို့ဖြစ်ပါ၍အမျိုးသားတန်းလူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို အပြည့်အဝအာမခံသည့် Federal Democracy ပြည်အောင်စုထူထောင်ခြင်းနှင့်အတူပြည်အောင်စုအဖွဲ့ဝင်ပိုအိုပြည်နယ်ဝထွန်းချင်းဖြင့်ကိုယ်အမျိုးသားလူမျိုးမှုတတိယတော်လှန်ရေးအောင်မြင်ပြီးပြည့်စုံရေးအတွက် ။အိုအညူသားဖက်ဒရယ်ကောင်စီ PNSC နဲ့အိုအညူသားလူမျိုးရေးအဖွဲ့ချုပ် PNLO PNL တို့ကအောက်ပါသဘောထားများကိုဥသွေးထုတ်ပြန်ကြေညာအပ်ပါသည်။တပြည်အောင်စုအရေးဒီအိုအရေးဖြစ်ပြီးအိုအရေးဒီပြည်အောင်စုအရေးဖြစ်သည်။ထူတိခံယူချက်နှင့်အညီစစ်အာဏာရှင်စနစ်ခြုံငိမ်ပြီးတိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတရလုံးလိုလားတောင်းတလျက်ရှိသော Federal Democracy ပြည်အောင်စုကိုစုပေါင်းထူထောင်ကြမည်။ထို့သောထူထောင်နိုင်ရေးအတွက် ဘဝသူအဖိမိတ်ခံတိုင်းသားလူမျိုးတီတီဤသူမြောက်ရေးတိုက်ပွဲများနဲ့အပြန်လန်ဆက်ဆက်၍ဒီသူလူထုတရက်လုံးအဖိမိတ်ခံဘဝမှာလူမြောက်ရေးအတွက်ညီနောင်တော်လှန်ရေးမဟာမိတ်ဖွဲ့စည်းများပါဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတရက်လုံးနဲ့အတူပူးပေါင်းဆင်နွှဲမည်နှစ်စစ်အာဏာရှင်စနစ်ချုပ်နှိမ်ရေးဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဒီမန်ချက်ကိုအခြေခံသော ခိုင်မာကျေပြန့်အကောင့်တိနိုင်ငံရေးဘုံသဘောတူညီချက်တရက် အမြင့်ဆုံးရရှိရဲ့အတွက်တက်တက်ကြွကြွပူပေါင်းဆောင်ရွက်မည်၃ပြည်အောင်စုအဖွဲ့ဝင်ဒီနယ်တင်များပေါ်ထွန်းခွေရှိသော ဖက်ဒရယ်ပြည်အောင်စုတိဆောက်ရေးမူကိုအခြေခံ၍နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်၄ PNFC နှင့် PNLOD နိုင်ငံရေးစစ်ရေးအုပ်ချုပ်ရေးဒီကားချင်းစာနာမှုကိစ္စရပ်များအပါအဝင် လူထုအကျိုးပြုလုပ်ငန်းများတွင်ပူပေါင်းဆောင်ရွက်မည်၅ PNFC နှင့် PNLOD မိမိနဲ့မိမိရောပေါ်ပြည်သူအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများကိုကာကွယ်ရန်လိုအပ်ချက်မှတပါကိုအိုးအမျိုးသားအချင်းချင်းကြားတွင်ဖြစ်စေတိုင်းရင်းသားအချင်းချင်းကြားတွင်ဖြစ်စေဘက်နက်ကင်ပဋိပက္ခကိုအသက်နိုင်ဆုံးရှောင်ရှား၍ငိမ့်ချမ်းပြည်မိဖြစ်မိနိုင်အဖြေရှာရေးကိုအသက်နိုင်ဆုံးလက်ကင်ကျင့်သုံးပြီးဟူတည်မှုကိုချမှတ်ကျင့်သုံးရရှိသည်စေအုပ်စုသည်ကိုအိုးအချင်းချင်းအကြားပဋိပက္ခဖြစ်စေ၍ကိုအိုးနှင့်အခြားတိုင်းရင်းသားများအကြားတွင်လည်းလူမျိုးရေးနှင့်ဘာသာရေးပဋိပက္ခများဖြစ်စေရေးတို့အတွက် ဒီလံပေါင်းဆောင်ဖြစ်ဆက်ရှုဖြစ်ခဲနေသောကြောင့်မိမိကိုယ်ကိုခုခံအားပေးမှုပိုင်ခွင့်ကို အခိုင်အမာကျင့်သုံးသွားနေ6 2019ခုနှစ်ကိုအိုးလူမျိုးအလိုက်အမျိုးသားအစ်စ်နိုင်ငံရေးဆွေးနွေးပွဲကို PNLO PNLA PNO PNA ကိုစာပေရင်ကျေးမှုအပါအဝင်ကိုအရက်ဖက်လူမှုအဖွဲ့အစည်းများနဲ့ကိုအိုးဒေသအသီးသီးမှကိုယ်စားလှယ်များတက်ရောက်၍အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်ကိုအိုးအမျိုးသားညီညွတ်ရေးအလံကို အမြင့်ဆုံးတွင်ထူပြီး ရရှိခဲ့သောသေစီညီညွတ်ရေးကိုအခြေခံ၍ကိုအချင်းချင်းကြားအပြီးပခမဖြစ်စေရေးကို PNO PNA မှကူပေါင်းဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါသည်ထို့အပြင် PNO PNA ဖွဲ့စည်းစဉ်ကတည်းကလုံးဒါညီလာခံတွင်ချမှတ်ခဲ့သောစစ်အာဏာရှင်စနစ်နှင့်မဟာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ခိုက်ရေး Federal Democracy ပြောင်းစုထူထောင်ရေးမှုနှင့်အညီလူထုတော်လှန်ရေးကြီးတွင် PNO PNA ကပြည်내ပူးပေါင်းဆောင်ပါဝင်ပေးပါရန်နှိုးဆော်တိုက်တွန်းအပ်ပါသည် ခွန်ပြည်သူသာမိပြည်သူသာအဖမှုကိုကန်ဆဲထားသောတော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်စစ်အုပ်စုနှင့်အပေါင်းပါများဖန်တီးထားသောလူထုစန့်ကျင်ရေးထောင်ကျောင်းများအတွင်းသို့မကြရောက်စေရေးအတွက်အထူးတတိထားဆောင်ရွက်ကြပါရန်နှင့်ဗတ်ပြောင်းခိုလုံငါကြသူများအားကျေဝစီကံများနှင့်အညီမွေးထွေးစွာကြိုဆိုကြပါရန်ပန်ကြားအပ်ပါသည်ထို့ဖြစ်ပါ၍အိုအမျိုးသမီးနှင့်လူငယ်အဖွဲ့အစည်းများအပါအဝင်အိုအရေးဖက်အဖွဲ့အစည်းများအိုနိုင်ငံရေးအင်အားစုများ အိုးစာပယင်ကျင်းမှုအတင်းအဖွဲများအပါဝင်အိုးပြည်သူများအနေဖြင့်အထက်ပါအချက်များနှင့်အညီပူးပေါင်းပါဝင်ဆင်နွှဲကြပါရန်မျိုးစော်တိုက်တွန်းရက်လေးမက်တီကြီးစွာဖြင့်ဤကြေညာချက်ကိုပြည့်ပြည့်ထုတ်ပြန်အပ်ပါသည်။အိုးမြူတာဖက်ဒရယ်ကောင်စီ